ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုရောက်ရှိလာတဲ့နံပါတ်2မြို့နယ်ကစစ်ဘေးရှောင်ပြည်သူတထောင်ကျော်အတွက်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်။ TNN တအန်းတက်ကတနစ်ကျော်ကြာထိမ့်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနံပါတ်2မြို့ကိုစစ်ကွန်မရှင်တက်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူတွေထိခိုက်ဒဏ်ရာရသေဆုံးတာတွေရှိခဲ့ပါတယ်။ ဒါကြောင့်မြို့လုံးကျွတ်နီးပါအိုးရင်စွန့်ခွာပြီးလာရှုမြို့ပါဝင်နီးစရာမြို့နယ်တွေကိုတင်းရှောင်နေရပါတယ်။အဲ့ဒီစစ်ဘေးရှောင်နေအတွက် စားနပ်ရိက္ခာနဲ့ယာယီနေထိုင်နိုင်မဲ့အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။အခုဆိုတထောင်ကျော်သွားပြီနမ်သူကနေရာထိုင်ခင်းရလဲစက်တဲတယ်ဆရာစုံလို့တဲ့အတိကလောလောဆယ်အခုစမ်းလေးစောင်းလေးအခင်းလေးတအားလို့တဲ့ဆရာ TNN နဲ့တအန်းတက်နဲ့ຫນွေဦးတော်လိုင်းအင်အားစုတွေဟာနမ်မတူမြို့ကို2023နှစ်ကုန်ပိုင်းမှာ အပိတက်တင်ပိုက်နိုင်ခဲ့တာပါနမ်တူမြို့တိုင်းတိုက်ပွဲတွင်မြို့ကန်ပြည်သူတွေပထမအကြိမ်စစ်ပေးရှောင်ခဲ့ရပါတယ်။ဒီတစ်ကြိမ်ဟာစစ်ကောမရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြို့လုံးချင်းမီပါအိုးအိမ်ဆုံးခွာတိမ်းရှောင်နေရတာပါ အဲ့ဒီစစ်ရှောင်းတွေထဲမှာအများစုဟာတပ်ထုတွေဝင်တန်းနေအငိမ့်စားတွေနဲ့အခြေခံလူတန်းစားတွေဖြစ်တာကြောင့်အခြားမြို့ရွာတွေမှာနေ့စဉ်ဝိုင်းရေးဖြည့်ရှင်းနိုင်ဖို့အတွက်ပုံမိုခက်ခဲလာလို့စားတော့နေတိုင်းရေးအတွက်အကူအညီတွေလိုအပ်နေတယ်လို့စစ်ဆောင်တွေကဆိုပါတယ်။တချို့ကျတော့တင်းနေတချို့ကမူဆဲတချို့ကကုတ်ခိုင်းလာရှုတချို့ကတန်ရတန်ရမှလည်းအများကြီးပဲ။ပြေးပြီဆိုကြတဲ့အခက်ခဲတော့အနေနဲ့များလာရှိတာပေါ့ကောရေး။ ဒီတစ်ခေါက်ကျတော့နည်းနည်းပို့ပြီးတော့အရင်တစ်ခေါက်တည်းဆိုင်ပို့ပြီးတော့ခက်ခဲပို့ပြီးတော့လဲဟွာပြအရင်လေးရတယ်စစ်ကော်မရှင်တပ်ရဲ့တံပြန်ထိုးစစ်တွေကြောင်းတီအန်အန်နေတအန်တက်ကတနစ်ကြော်ကြာထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွင်းကနောင်ချုံနဲ့ကြောင်မဲမြို့ကိုပြန်လည်လက်လွတ်ခဲ့ရပါတယ်ဆက်လက်ပြီးလေတီဘောမျိုးကိုပြန်သိမ်းနိုင်ဖို့လေချောင်း drone လက်နက်ကြီးပစ်ကူယူကမြေပြင်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာပါ အဲ့ဒီထိုးစစ်နဲ့တပြိုင်နဲ့လေချောင်းနဲ့တရားနာနဲ့တန်းတက်ထိန်းချုပ်ထားတဲ့နမ်ဆန်မန်တုံနမ်တူမုံမိတ်မိုင်းလုံမိုင်းငုံမြို့နယ်တွေက ကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်နေတာကြောင့်အရသာပြည်သူအယောက်90ဝန်းကျင်အသက်ဆုံးရှုံးခဲ့ရတယ်လို့ဒေတာရင်းတင်းတွေကနေသိရပါဗျာကျွန်တော်ခွန်စုံဦးပါ